မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတက္ကသိုလ်အတွင်းမှာထားရှိတဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ဝေးပွဲအဖြစ်လော6000ကျော်မိလောင်ကျွမ်းခဲ့ပြီးကချင်း၊စကိုင်းမန္တလေးနဲ့နေပြည်တော်ကကျောင်းသားတွေကိုတက္ကသိုလ်ဝန်ထမ်းဆောင်ဝေးပွဲပြန်ဖြေရမယ်လို့စစ်ကောင်စီကဧပြီလ22ရက်နေ့မှာကြေညာထားတာပါအခုလိုကြေညာချက်ထုတ်ပြန်တဲ့ပေါ်ကျောင်းသားတွေကျောင်းသားမိဘတွေနဲ့တင် जा ရေးဆရာတွေကကန့်ကွက်နေကြပါဗျ။မန္တလေးတိုင်းထဲကကျောင်းသားမိဘတယောက်ကတော့အခုလိုကလေးတွေအမှားမရှိဘဲပြန်ဖြေခိုင်းတာကိုသဘောမတူဘဲ ကလေးတွေကိုယ်တိုင်ကလည်းပြန်မဖြေခြင်းအကြောင်းကိုပြောပြပါဗျ။လုံခြုံရေးအရာဒီပီပီသတင်းတော့ကကိုစားပြောပြပေးမှာပါ။ကလေးတွေကစာမွေးပွဲအဖြစ်ကင်းကဆရာကြီးနဲ့နေခဲ့ပြီးဟိုဆောင်မွေးပြီးတော့မှသူတို့မှချစ်ပြီးလွတ်ပြီးဆိုပြီးတောင်ရေးတခုပြီးပြီးဆိုပြီးတော့ short ချထားပါဘောနော်။အခုပြန်ဖြေရမယ်ဆိုတော့ကလေးတွေပြောတာကတော့သူတို့မဖြေခဲ့ရလည်းမဟုတ်ဘူးဖြေခဲ့တယ်သူတို့အမှားလည်းမဟုတ်ပဲနဲ့အခုလိုပြန်ဖြေခိုင်းတာတော့မဖြေချင်ကြဘူးပေါ့နောက်ကလေးတွေကငလင်မှာတွေ့ခဲ့တာသူတို့တငယ်ချင်းတွေအိမ်နေပြူသွားတာတွေ ိသားစုတွေဆုံးရှုံးသွားတယ်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတော့လေကိုချင်းစာချင်းနဲ့ပြန်မဖြေချင်းကြဘူးလို့ပြောတယ်ဟိုဈာမအကြောင်းနာထားတာအခုနှစ်တွေကြာလို့မိဘကပြန်ဖြေခိုင်းလို့ပြန်ဖြေတာဆိုတော့သူတို့လည်းတက်ကတူတော့တက်ချင်တယ်ပေါ့နော်ပြန်သွားမဖြေချင်းဘူးလို့လည်းပြောပေမဲ့ဆုံးဖြတ်ရခက်တဲ့အချိန်ဒီပါပဲတကယ်တော့ကျမတို့လူကြီးတွေရောကလေးတွေရောတော့လုံးဝပြန်မဖြေချင်းကြပါဘူးငလင်တင့်ဒေတာကចောင်းသူចောင်းသားတွေကိုសောင်းမှုပွဲပြန်ဖြေခိုင်းတာထပ်စားရင် တက္ကသိုလ်ဝင်ဝင်ကိုကြောင်းရွေးချယ်ပြီးဖြေဆိုခိုင်းတာကလက်ရှိစနစ်တည်တင်ယိုညွန်းနှဲနဲ့ကိုက်ညီရာဖြစ်ကြောင်းကို CDM အထက်တန်းပြဆရာမတယောက်ကရှင်းပြပါဗျ။သူတို့ G20 အထိဆွဲထားတဲ့စနစ်တကဟိုလိုအရင်တော့ဟာလိုပေါ့နော်၁၀တန်းလိုမျိုးအမှတ်စင်းနဲ့ အောင်ပေးမယ်အောင်ပေးပြီးတော့အမှတ်စီရင်တဲ့တက္ကသိုလ်ဝင်ခွင့်လေးလက်ခံမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်အဲအထက်တန်းပေါ့နော်အထက်တန်းအဆင့်10 11 12 3နှစ်ကျဲ grade တွေအကုန်လုံးကိုပေါင်းမယ်ပေါင်းပြီးတော့မှသူတို့ယူမယ်ပေါ့နော်တကယ်တမ်းသူတို့ဆွဲထားတဲ့စနစ်တည်းရဲ့ အဲခရီးကူလန်နေနဲ့တခြားစီပဲအခုတင်နေရတဲ့တခြားစီပဲဖြစ်နေတာပေါ့နော်အဲ့ကြတော့ဒီဆံမွေးနဲ့ပတ်သက်ပြီးတော့တို့ဒီဆံမွေးလုံနေတာကြီးဟိုကတလွဲလို့မြင်တာအဲတကယ်တမ်းဆိုရင်အခုဖြီလွာမိလောင်သွားတာဆိုရင်ဒီဖြီလွာကြီးလူဝင်တကယ်တမ်းဝင်ခွင့်မှာဝင်ခွင့်မှာယူပြီးတော့ဖြီလိုက်ယူမေးလိုက်တယ်ဆိုရင်အဲ့ဒါအဲ့ဒါမှသူ့ရဲ့စနစ်တည့်ရဲ့ပုံစံဝင်တာပေါ့နော်ကျမတို့အဲ့လိုမြင်တာအခုလိုစစ်ကောင်စီလောက်ခံပညာရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်က ကလေးတွေအတွက်တဖက်သက်ဆန်ချောင်းကိုလည်းမန္တလေးတိုင်းတွေကတင် जा ရေးဆရာတယောက်ကဝေဖန်ပါတယ်။အော်ဆုံးဖြတ်ချက်ကပြန်ဖြေရမယ်ဆိုတဲ့တခုတည်းကတော့ကလေးတွေအတွက်အဲတဖက်သက်ဆန်လွန်နေလို့မြင်မိပါတယ်။တကယ်ဖြစ်တင်တာကတော့ပြန်မဖြေနိုင်တော့မယ့်ကလေးရဲ့ပြန်မဖြေချင်မယ့်ကလေးတွေရဲ့ကို မျှချီအမှတ်ကလေးနဲ့အောင်းပေးလိုက်ပေါ့ပြီးရင်အဝေးတင်လို့နေရာကိုသွားခိုင်းလိုက်ရင်ပိုကောင်းမယ်လို့ထင်တယ်အဲစိတ်ဆန္ဒပြင်းပြပြီးတော့ရလက်ကိုလိုချင်တဲ့ကလေးထပ်ပြီးတော့ကြိုးစားချင်တဲ့ကလေးတွေကိုကျတော့ပြန်ဖြေခွင့်ပေးလိုက်ပြီးတော့တမွေးတက်ကတူတွေဘက်ကိုသွားခိုင်းလိုက်တာကတော့ပိုပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒါပေမဲ့လည်းအခုကအားလုံးပြန်ဖြေဆိုတဲ့တသမတ်သေးကတော့ ဒီငလျင်ဘေးကကလေးတွေကဖြစ်စီတာမဟုတ်ဘူးလေဒီအဖြေလွာမီးလောင်မှုတွေကလည်းကလေးတွေကနေဖြစ်စီတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေကို နှစ်သက်ရအခွင့်အရေးတစ်ခုကိုယူစေဖို့တော့ဖြစ်တန်ကောင်းပါလေလို့ကျွန်တော်အနေနဲ့ထင်ပါတယ်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတော့ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေကအောင်သူအောင်သား6000ကျော်အတွက်တက္ကသိုလ်ဝန်ထမ်းဆောင်ဝေးဝဲကိုဂျွန်လ16ရက်ကနေ့ 22ရက်နေ့ထိကျင်းပသွားမှာဖြစ်ပြီးပြည်စုံဝင်ကပ်ပြားတွေကိုတော့ဇွန်လ1ရက်ကနေ25ရက်နေ့ထိပြည်စုံမဲ့စာစစ်ဌာနတွေမှာထုတ်ယူနိုင်ကြောင်းကြေညာထားပါတယ်။ကျမဦးဝေပါ။